မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူခံယူတည်ဆောက်ခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ခက်ခဲမှုကြုံလာတိုင်းဖယားသခင်စီမှာဆုတောင်းပတ္ထနာပြုခြင်းနဲ့တိုးဝင်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူခံယူတည်ဆောက်ကြမှာဖြစ်ပါတယ်မမရေညီကိုမောင်မတို့အခက်ခဲဆိုတာလူတိုင်းမှာရှိတယ် ခက်ခဲတိုင်းမှာကျွန်တော်တို့ယုံကြည်သူနဲ့မယုံကြည်သူမတူတာတခုရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ယုံကြည်သူတွေခက်ခဲမှုကြုံလာတိုင်းမှာအားကိုးစရာဖရားသခင်ရှိပါသေးတယ်ဟာလေလုယာဒါကြောင့်ခက်ခဲမှုကြုံလာတိုင်းမှာဘာအခက်ခဲပြဿနာပဲဖြစ်ဖြစ်ဖရားသခင်ကိုစုတောင်းဖို့မမေ့ပါနဲ့ဖရားသခင်ကတမာကျမ်းစာထဲမှာလေအများကြီးကျွန်တော်တို့ကတိပေးထားတယ် ခက်ခဲတဲ့ခါမှာငါ့ကိုခေါ်ပါခေါ်ရင်ငါထူးမယ်ခက်ခဲတဲ့ခါမှာငါ့ကိုဆုတောင်းပါငါဒီတင်းတို့ကိုကယ်နှုတ်မယ်ညီတို့ပြဿနာကြုံလာတဲ့ခါမှာငါစီမှာတိုးဝင်ပါငါကညီတို့ချမ်းသာခြင်းပေးမယ်စသဖြင့်အများကြီးပေါ်ပြထားတယ်အဲ့ဒီထဲမှာကျွန်တော်အကြမ်းချက်နှစ်ချက်ဖတ်ပြပြီးမှခွန်အားပေးခြင်းတယ်ခက်ခဲမှုကြုံတွေ့နေလာညီကိုမောင်တို့ဘာအခက်ခဲကြုံတွေ့နေရလဲပထမအဦးဆုံးကြမ်းချက်တစ်ချက်ကိုတေချာနှလုံးသွင်းပါ90ခုမြောက်တော့စာလံအပိုက်ငယ်15အမှုရောက်တော့ကာလ၌ ငါ့ကိုပထနာပြုလော့ငါဒီကေလွတ်မီတင်ဒီလဲငါ့ကိုချီးမွမ်းလိုက်မီဟုမိန်တော်မူ၏ဒါဘသူပြောလဲဖယားသခင်ပြောတာဘသူပြောလဲအချိန်တုန်းကအေသီလာလူမျိုးတွေကိုပြောနေကောင်းပြောနေမယ်ဒါပေမဲ့ဒီကျမ်းစာကကျွန်တော်တို့ဖတ်ထားတဲ့အတွက်ကြောင့်ဒီကနေ့ကျွန်တော်တို့ဖတ်စီတဲ့အတွက်ကြောင့်ဒီကနေ့ကျွန်တော်တို့ကြားစီတဲ့အတွက်ကြောင့်ဒီကျမ်းစာကကျွန်တော်တို့ပြောနေတာဖယားသခင်ကတင့်ကိုပြောနေတာဖယားသခင်ကကျွန်တော်ပြောနေတာဘာပြောနေရလဲငါသားငါသမီးတဲ့ အမှုရောက်သည့်ကာလ၌ငါ့ကိုပထနာပြုပါတဲ့အမှုရောက်တယ်ဆိုတာဘာမှုလဲအခက်ခဲပြဿနာပေါင်း16000အိုးမတူညီတဲ့အခက်ခဲတွေကျွန်တော်တက်တာမှာရောက်လာတယ်အခုဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေတုံ့လုံမှုတွေနဲ့အသက်ရှင်နေရတယ်ဟုတ်တယ်နော်ဒုံဒုံတိုင်းတိုင်းနဲ့အသက်ရှင်နေရတယ်တချို့ဆိုလို့ရှင်ယောဂဗျာနဲ့အသက်ရှင်နေရတယ်တချို့ဆိုလို့ရှင်ပြက်တနာအမျိုးမျိုးနဲ့အသက်ရှင်နေရတယ်ပြက်တနာဘာပဲကြုံကြုံတဲ့ငါတာငါသမီးတဲ့ငါ့ကိုပထနာပြုတ်ဆူတောင်းငါစီမှာတိုးဝင်လာပါတဲ့ ဲ့လိုမျိုးတိုးဝင်လာတဲ့အခါမှာဘုရားခင်ကဘာဂတိတော်ပေးထားလဲငါဒီကယ်လွတ်မီတဲ့ဟာလေလုယာကျွန်တော်ကယ်လွတ်မှာမဟုတ်နော်ဆရာယေမင်းကတင်းတို့ကိုမကယ်နိုင်ဘူးဘယ်သူကယ်နိုင်လဲဘုရားသခင်ပဲကယ်နိုင်တာအဲ့ဒီဘုရားသခင်ကကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကကျွန်တော်ကယ်တင်နိုင်တယ်လို့တင့်ကိုလည်းကယ်တင်နိုင်တယ်ဒါကြောင့်အဲ့ဒီယေရှုခရစ်တော်ဘုရားကိုခေါ်ကြည့်ပါ ခေါ်ရင်ထူးတဲ့ဘုရားသခင်ဖြစ်တယ်သူဂတိတော်ပေးထားတဲ့အမှုရောက်တဲ့ကာလမှာငါ့ကိုဆူတောင်းကြည့်ပါတဲ့ငါကယ်လွတ်မယ်တဲ့ ကဲလို့ယုံဒီမကဘူးတင်ဒီလဲငါ့ကို ချီးမွားလိမ့်မည်တဲ့ဒီမှာပြောတဲ့စကားကအင်မတန်ဟိုပါလေလူတွေကိုယုံကြည်စိတ်ချစေတဲ့စကားဖြစ်တယ်တင်ဒီလဲငါ့ကိုချီးမွားလိမ့်မည်ဆိုတာဖယားသခင်ကတင့်ကိုကဲနှုတ်တဲ့ခါမှာလေဖယားသခင်ရဲ့ကြီးစိုးတော်ကိုမချီးမွမ်းပဲမနေနိုင်အောင်တင်ဖြစ်လာလိမ့်မယ်အဲ့လိုပြောတာ ဖယားတကင်ရဲ့ကျေးဇူးတော်ငါအပေါ်မှာဒီလောက်ထိကြီးမားလေးနဲ့ပါလားဆိုတော့တင်တိလာတဲ့အခါမှာမချီးမွမ်းလို့မနေနိုင်အောင်တင်ဖြစ်လာမယ်အဲ့လိုအဲ့လိုပြောတာကျမ်းစာကတင်ဒီလေငါ့ကိုချီးမွမ်းလိမ့်မည်ဟုမိန့်တော်မူ၏အမှုရောက်တဲ့ကာလမှာဖယားတကင်ကိုဆုတောင်းပါတဲ့ကျွန်တော်မေးချင်တယ်အမှုရောက်တဲ့ကာလမှာဖယားတကင်ကိုဆုတောင်းမပြေလေသွားတဲ့သူရှိလားရှိလားရှိတယ်ဆိုရင် comment ထဲမှာမှန်သွားကြည့်ပါဖယားတကင်ကောင်းကြီးပေးပါစေ ျွန်တော်ကတော့ပြောလို့မကုံနိုင်အောင်ရှိတယ်ဟာလေလုယာကျွန်တော်အမှုရောက်တိုင်းဘာအမှုပဲဖြစ်ဖြစ်ဘာပြဿနာပဲဖြစ်ဖြစ်ပထမဦးဆုံးကျွန်တော်ဆုတောင်းတယ်ဆုတောင်းတိုင်းမှာလဲဘုရားသခင်သူ့ရဲ့အချိန်နဲ့သူကျွန်တော်တို့ကိုကျွန်တော်ကိုအပြေပေးတယ်အံ့ဩစရာဖြစ်စေတယ်နောက်ဆုံးမှာကျွန်တော်ဘုရားသခင်ကြီးစုတော်ကြီးလာပါတီလို့မဝန်ခံပဲမနေနိုင်အောင်ကျွန်တော်ကြုံခဲ့ရတယ်အခုနားထောင်နေတဲ့သူတွေကြုံလားကြုံဘူးလားမသိဘူးတာမျိုးအခုလက်ရှိကြုံနေလားမသိဘူး ုံဘူးတယ်ဆိုရင် comment ထဲမှာတက်တည်ခံတော့ comment ဖတ်တဲ့သူတွေခွန်အားရသွားအောင်ဘုရားသခင်တင့်ကိုကောင်းချီးပေးပါစေ hallelujah မှန်ပါတယ်ချစ်တော်ညီကိုမောင်တို့လူတိုင်းလူတိုင်းဒုက္ခကြုံတက်တဲ့ဒုက္ခပြဿနာကြုံတိုင်းကြုံတိုင်းမှာကျွန်တော်တို့ဘုရားရှိသေးတယ်ဆိုတာမမင်းနဲ့โอ้တေးပြီ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 ဆိုမှမလုံနေနဲ့တော့မကြောက်နဲ့မစိုးရိမ်နဲ့ဒုက္ခဘလောက်ပဲကြီးကြီးဘလောက်ကြီးမားတဲ့ဒုက္ခရောက်လာရောက်လာ ဖယားသခင်ရှိသေးတယ်ဆိုတော့မမေးနဲ့ထပ်ပြောမယ်နော်ဘလောက်ကြီးမားတဲ့အခက်ခဲပြဿနာကြုံကြုံငါဖက်မှာဖယားသခင်ရှိသေးတယ်ဆိုတော့မမေးနဲ့ဟာလေလုယာတင့်ဖက်မှာဖယားရှိတယ်ကျွန်တော်ဖက်မှာဖယားရှိတယ်ဖယားသခင်ကကျွန်တော်တို့ဖက်မှာရှိတယ်ဆိုရင်ကျွန်တော်ဘာကိုကြောက်အောင်မလဲဘာကိုစိုးရိမ်အောင်မလဲစိုးရိမ်စရာမလိုဘူးကြောက်စရာမလိုဘူးဖယားသခင်ကွယ်ကဆောင်းမကေနှုတ်ပေးလိမ့်မယ်ဟာလေလုယာရှမတဲ့ခရင်ထဲမှာသခင်ယေရှုခရစ်တော်ကိုယ်တိုင်ဘလို့ဂတိတော်ပေးထားလဲကျွန်တော်နောက်ထပ်ကျမ်းချက်တစ်ချက်ဖတ်ပြမယ် ရှမတခရင်ခန်းကြီး7အငယ်28မှာဝန်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံတို့လာကြလောငါသည်ချမ်းသာပေးမည်ဒီမှာပြောတဲ့ငါငါငါဆိုတာယေရှုခရစ်တော်သူ့ကိုယ်သူပြောတာဝန်လေးတဲ့သူဆိုတာဘယ်သူလဲကျွန်တော်ကျမတို့ပြောတာပြဿနာကြုံနေတဲ့သူပြောတာဘာဝန်လေးနေရလဲဒီကနေ့တင်စေရေးပြဿနာကြောင့်ဝန်လေးနေရလားလုံခြုံရေးပြဿနာကြောင့်ဝန်လေးနေရလား စီးပွားရေးပြဿနာကြောင့်ဝန်လေးနေရလားလူမှုရေးပြဿနာကြောင့်မိသားစုပြဿနာကြောင့်အချစ်ရေးလားအိမ်ထောင်ရေးလားအော်ဘာရေးညာရေးပြဿနာကြုံတိုင်းကြုံတိုင်းမှာကျွန်တော်တို့ပိဖိအားဖြစ်နေတယ်ပိ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 သွားတယ်ကျွန်တော်တို့ထတော်မထနိုင်တော့ဘူးကျွန်တော်တို့စကားတော်မပြောနိုင်တော့ဘူးအဲ့လိုမျိုးအခြေရှိဘူးလားကျွန်တော်ယုံကြည်တယ်လူတိုင်းထဲမှာလူတိုင်းရဲ့တတ်တာထဲမှာအနည်းနဲ့အများရှိကိုရှိတယ်အဲ့ဒီလိုရှိလာတိုင်းရှိလာတိုင်းမှာ ဖယားသခင်စီမှာတိုးဝင်ဖို့မမေ့ပါနဲ့ဖယားသခင်စီမှာတိုးဝင်ဖို့မမေ့နဲ့ကျွန်တော်မေ့ချင်တယ်ဝင်လေးလာတဲ့အခါမှာဖိအားတွေရှိရှိလာတဲ့အခါမှာဆူတောင်းတဲ့သူရှိလားချက်ချင်းဖယားရှိမှာဒူးထောက်ဆူတောင်းတဲ့သူရှိလားဆူတောင်းတဲ့သူရှင်ကောမန့်ထဲမှာမှန်သွားကြည့်ဖယားသခင်ကောင်းကြည့်ပေးပါစီ ကျွန်တော်အရင်တော့အတခါပြောဖို့တယ်ဖျားရှိမှဒူးထောက်တက်တဲ့သူဟာလူရှိမှအမြဲတမ်းမတည့်ရက်နေရမယ်ဆိုလိုချင်တာကလူတွေရှိမှအောက်ကျူနောက်ကျူခံစရာအကြောင်းမရှိဘူးဖျားရှိမှအမြဲတမ်းဒူးထောက်နေတဲ့သူတယောက်ကလူလူရဲ့အထက်မှာဖျားတကံချီမြောက်မယ်ဟာလေလုယာဒါကြောင့်သင်အမြဲတမ်းဒုက္ခရောက်လိုက်ရောက်တဲ့အခါမှာယေရှုခရစ်တော်ကိုခေါ်ဖို့မမေ့နဲ့မှုရောက်တဲ့ကာလမှာဖျားတခင်ကိုခေါ်ပါတဲ့သင်ခေါ်လာသင်ခေါ်လာခေါ်ရမယ်မခေါ်ဘဲနဲ့တော့ဘယ်လိုလို့ကျွန်တော်တို့ပြင်လဲမလဲနော် ခေါ်ဖို့လိုတယ်ခေါ်ဖို့လိုတယ်ခေါ်တဲ့အခါမှာဘုရားခင်ထူးမယ်ထူးတဲ့အခါမှာတင့်ကိုကယ်လို့မယ်ကယ်လို့တဲ့အခါမှာတင်းကောင်းကြီးရလာတဲ့အခါမှာဘုရားခင်ကိုမချီးမွမ်းပဲမနေနိုင်ဘူးဘာလို့လဲဒီဘုရားခင်ကကျွန်တော်တို့ကိုကယ်တင်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာဒါကြောင့်အမြဲတမ်းဘုရားခင်စီမှာတိုးဝင်တတ်ပါတိုးဝင်တဲ့အခါမှာလည်းလေအာကိုတက်တယ်ကိုတော်တယ်ဆိုတဲ့ပုံစံနဲ့မတိုးဝင်နဲ့နှိမ်ချတော့စိတ်နဲ့တိုးဝင်ပါအပြစ်ဝန်ချတော့စိတ်နဲ့တိုးဝင်ပါနောင်တစိတ်နဲ့တိုးဝင်ပါ ဖျားသခင်စီမံတိုးဝင်တိုင်းမှာတတိထားတတိထားငါဟုတ်လာပြီဆိုမှမတိုးဝင်နဲ့နှိမ်ချတော့စိတ်နဲ့နောင်တရတဲ့စိတ်နဲ့ပြောင်းလဲတဲ့စိတ်နဲ့အပြည့်ဝချတဲ့စိတ်နဲ့တိုးဝင်ပါဖျားသခင်စီမံအတနာခံပါဖျားခင်စီမံတွားပြီးတော့မှတူတူငါငါတွားပြီးတော့မှအခြေတင်လို့လို့မရအောင်တော့ဖျားသခင်ရှိမှကျွန်တော်အခြေတင်လို့ခွင့်မရှိဘူးကျွန်တော်ကဖျားသခင်ရှိမှအခြေတင်လို့ရအောင်ကျွန်တော်တို့ကကောင်းတဲ့သူမဟုတ်ယေရှုခရစ်တော်ကြောင့်တော့ကျွန်တော်တို့ကဘုရားအမြင်မှာကောင်းတဲ့သူဖြစ်နေတာလေ။ဒါကြောင့်ဘုရားခင်စီမှာတိုးဝင်တိုင်းတိုးဝင်တိုင်းမှာနောင်တဆိုင်နဲ့တိုးဝင်ပါ အပြည့်ဝချတဲ့စိတ်နဲ့တိုးဝင်ပါနှိမ်ချတော့စိတ်နဲ့တိုးဝင်ပါဒါပေမဲ့တခုတော့ရှိတယ်နော်ပြေတနာကြုံတိုင်းအခက်ခဲကြုံတိုင်းမှာဘုရားသခင်စီမှာတိုးဝင်တာမှန်တယ်ဆိုပေမဲ့ပြေတနာမရှိတော့ဘူးဆိုရင်ဘုရားသခင်စီမှာမတိုးဝင်တော့ဘူးပြေတနာကြုံလာမှပဲပြန်တိုးဝင်တယ်ပြေတနာမကြုံတော့ဘူးဆိုဘုရားဘုရားတရားမလုပ်တော့ဘူးပြေတနာကြုံမှပဲတိုးဝင်တယ်အဲ့လိုမျိုးတော့မလုံနဲ့တော့အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်တင့်အတ္တတိုင်းမှာခဏခဏပြေတနာတွေပဲဖြစ်နေလိမ့်မယ်ဘာလို့လဲဘုရားသခင်က ငါသားလမ်းလွှဲနေပြီပြဿနာရှိမှပဲသူငါစီမှာတိုးဝင်လာတယ်ဆိုမှပြဿနာပဲကြုံခိုင်းနေတော့ပြဿနာပဲဒါတကယ်ပြဿနာပဲဒါကြောင့်ပြဿနာဒုက္ခခက်ခဲကြုံတိုင်းမှာဘုရားသခင်စီမှာတိုးဝင်ပါမှန်တယ်ဒါပေမဲ့ပြဿနာဒုက္ခကြုံမှဘုရားစီမှာတိုးဝင်တာမျိုးတော့မဖြစ်မဖြစ်စေနဲ့မဖြစ်စေနဲ့နားလေလားမသိဘူးသဘောပေါက်လားမသိဘူး ယတနာဒုက္ခမရှိတဲ့အချိန်မှာဘုရားတရားမလို့ဘူးဘုရားသခင်မှာမတိုးဝင်ဘူးเนาะကျမ်းစာမဖတ်ဘူးစုမတောင်းဘူးတရားနာမထောင်ဘူးဟာပြတနာဒုက္ခရှိမှပဲဘုရားစီမှာဘုရားဘုရားဘုရားဆိုမှဘုရားတတာအာပြတနာလည်းပြီးသွားရောဘုရားမတတော့အဲ့လိုမျိုးအတ္တတာမဖြစ်ပါစေနဲ့အဲ့လိုမျိုးအတ္တတာဖြစ်နေတယ်ဆိုရင်ခဏခဏပြတနာနေပြတနာနဲ့ပဲကြုံတွေ့နေရမယ်တတိထားနော်နားလေပါစေနော်ပြတနာကြုံတိုင်းမှာဘုရားသခင်ကိုတိုးဝင်ရမှာစုတောင်းရမှာမှန်တယ်လို့ဘဝမှာအစဉ်ပြေနေလေအမြဲနဲ့ဘုရားစီမှာ ဖះရှိမှာတိုးဝင်ပါလို့ကျွန်တော်ခွန်အားပေးချင်တယ်။အတူတူကဆုတောင်းရအောင်။ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော်ဒီကနေ့မနက်မှာလဲအခက်ခဲပြဿနာရှိတိုင်းမှာဖះတခင်စီမှာတိုးဝင်ဖို့ရန်အတွက်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ခွန်အားပေးတယ်။ကျွန်တော်တို့မလုံနိုင်တဲ့အရာကျွန်တော်တို့ကြောက်တဲ့အရာကျွန်တော်တို့စိုးရိမ်တဲ့အရာကြုံတိုင်းကြုံတိုင်းမှာဖះတခင်စီမှာတိုးဝင်ဖို့ရန်တန်ရှင်းတော်ဝိညာဉ်တော်ဒီမှာစတယ်။ဂျေဇုတင်တဲ့ကိုတော်ကျွန်တော်ရဲ့လက်တွေ့အသက်တာထဲမှာ နှုတ်ကပတ်တော်အားဖြင့်အစဉ်ပြေသည်ဖြစ်ပါစေမပြေသည် ဖြစ်ပါစေစိုးရင်ထိတ်လန့်ခြင်းရှိသည်ဖြစ်ပါစေမရှိသည်ဖြစ်ပါစေအမြဲတမ်းဖျားတရားလုတ်တတ်ဖို့ရန်ဖျားသခင်နဲ့အတူတွာလာတတ်ဖို့ရန်အမြဲတမ်းအာဖျားသခင်စီမှာဆုတောင်းပတ္ထနာပြုတတ်တော်သူဖြစ်ဖို့ရန်တန်ရှင်းသောဝိညာဉ်တော်ဆက်လက်မဆပါမိကြောင်းဂျေဇုတော်ချီးမွမ်းတဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖျားအာမင် 要亲手来帮忙撇钱，打比高级倍巴些咯。<music>